ဘာတွေမင်းနေကြတာလို့မမရေမိန်းကလေးပြီးမပြီးဘလို့ကျွန်တော်တို့ကသိမှာတယ်ကျွန်တော်တို့ဖြေပေးပါဦးကျွန်တော်တို့လည်းဘခုစုရရအောင်လို့မိန်းကလေးရဲ့ကိစ္စကိုမိန်းမကလာမေးတယ်ဆိုတော့ငါအဲ့စကားကိုပြောလိုက်ရင်ငါ့ညီမတိုင်ငယ်လို့ရှိရမင်းမင်းသမီးလေးအော်မင်းသမီးကိုမိန်းမလေးတို့ထမင်းနဲ့ငါလာပို့လိုက်မယ်ထမင်းမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးတာယာပျော်ရွှင်ခြင်းမြေဖို့လိုအပ်မယ်ထင်လို့ တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ဘာရီမင်းနေကြတာလို့မမရေမိန်းကလေးပြီးမပြီးဘလို့ကျွန်တော်တို့ကသိမှာတယ်ကျွန်တော်တို့ဖြေပေးပါဦးကျွန်တော်တို့လည်းဘခုကြည့်ရအောင်လို့မိန်းကလေးရဲ့ကိစ္စကိုမိန်းမကလာမေးတယ်ဆိုတော့ငါအဲ့စကားကိုပြောလိုက်ရင်ငါ့ညီမတိုင်ငယ်လို့ရှိရမင်းမင်းသမီးလေးအော်မင်းသမီးကိုမိန်းမရေတို့ထမင်းနဲ့ငါလာပို့လိုက်မယ်ထမင်းအောက်ကအားလေးလာပို့လိုက်မယ် ဒါပေမဲ့သိကျင်နေဆိုရင်တော့ပြပြရမှာနော်မိမတော်တော်များစုကသူတို့စိတ်မှာပြီးမပြီးဟိုတချို့မပေါ်လွင်ကြအောင်အရန်ပေါ့နော်ယောက်ျားရဲ့ထဲသူတို့ရဲ့အရန်အိုက်ကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကျွမ်းတယ်ဘာလို့လဲဘလောက်ပဲရိုးစီဖြစ်စီအားစီဖြစ်စီအိုက်ပြီးရဲ့ဆိုတဲ့ဟာသူတို့မသိဘူးဒါပေမဲ့မိုင်းသိနိုင်ကြပေါ့နော်ဒီများနှစ်ယောက်တူတူလုပ်တဲ့အခွင့်ရရင်မိမတယောက်ပြီးပြီဆိုရင်ဒီတို့ခါအပကုန်ဖတ်လိုက်နေတယ် နော်ပြီးလို့ရှိရင်ဒါသူတို့ပြီးသွားပြီဆိုရင်စိတ်မရှိတော့အဲ့ဒါသူတို့မေးလိုက်မယ်သူတို့မပြီးသေးဘူးလားဟဲ့ကြာလိုက်တာအဲအဲ့လိုမျိုးမေးတဲ့တဲ့ဖြစ်ကြရလဲခါကော့သွားတယ်အဲ့မနော်အဲခါကော့သွားတယ်ဒါပေမဲ့ဒီဟာကြပြောကြရတယ်သိပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲအဲ့ဒါကြာရအကျောင်းဆောင်တာလားတကယ်ပဲမသိတာလားမသိဘူးနော်မိမတွေပြီးလို့ရှိရင်အမှုရာကတော့သူအဲ့အရှင်မထွက်ခင်မှာ ခါကော့တယ်အတပြင်းညနာအယောင်ရောင်းတယ်เนาะအယောင်ရောင်းတယ်ပြီးလို့ရှိရင်ဒီခါတော့သူတို့တစ်ချက်ညနာမော့သွားပါတယ်အဲ့ဒါကတော့မိမတွေပြီးသွားရဲဆိုတဲ့ပုံစံလေးပေါ့เนาะငါတော့ဆဲပါပဲမိမကြီးကတော့မိမကြီးတော်ကြည့်လိုက်ပါလို့เนาะဘာမှမမေးပါနဲ့တော့ လိုင်းပေါ်မှာပြောရတာလည်းအချက်တရားဣတိဩသမရေဖြစ်နေပါပြီဒါပေမဲ့လည်းဝါသနာပါတော့ပြောပြလိုက်ပါပြီလို့နော်ဆိုတော့မိမတွေပြီးလို့ရှိရင်တို့မျက်နှာလုံးဝပထမမျိုးသိမှာပါတို့ living together လုံးနေတဲ့ချက်ကြမိမမျက်နှာအယောင်တို့ဖြစ်တယ်တို့ပြီးခဲ့တဲ့ချက်တို့မျက်နှာနည်းနည်းလေးအမီအောင်ပတ်လို့လို့နည်းနည်းမှောင်တယ်လို့လို့ဖြစ်ပြီးွားမှတို့ခါကော့တယ် အဲအဲ့လိုပုံစံပေါ့နော်အဲ့လိုပုံစံလိုသူတို့နောက်ဆုံးလုပ်တယ်အဲ့သူတို့ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကိုပေါ်ကျလာပါဒါပေမဲ့မင်းကတော်တော်များများအဲ့ခါကတည်းကမသိပါဘူးသူမသိရဲသူတို့ပြောမှမဟုတ်ပါဘူးလို့နော်ငါကတော့သူတို့ကိုယ်စားပေါ့နော်ညာတော့အားဖြင့်ဖြစ်တဲ့အရာလေးတွေကိုတပြတာပေါ့ဇကောင်းထင်ပို့ပြီးတယ်သူတို့ဒီကသူတို့ဇကောင်းကိုသွားထိလိုက်ရှင်သူတို့ရဲ့ဒီအရာကပြီးရောက်တာညံတယ်ပေါ့ဒါပါပဲဘယ်လဲဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ ို့အမြင်ကိုခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပါဦးရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါမယ်ရှင်